ဒါတော့ဆေးဘက်ဝင်တဲ့ခံစားရီးပဲဖြစ်ပါတယ်။ခံစားရီးမမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်မြင်ဘူးတဲ့ရှိအောင်လို့အပင်နဲ့အသီးနဲ့ကိုတစ်ခါတည်းတွဲပြီးတော့ပြပေးတာဖြစ်ပါတယ်။ခံစားရီးဟာထညာနဲ့ထညာတကိုက်ခံစားရီးတကိုက်ဆိုင်ကိုဖုံးဆိုးတာတွေတအားဆိုးနေတဲ့ချောင်းတွေ ပျောက်ပါလေဒီပြင်ရောဂါတွေလည်းပျောက်တယ်လို့လည်းသိရပါတယ်။နိုင်ငံကမိတ်ဆွေတို့ဖန်သားကြီးနဲ့ပတ်သက်ပြီးပျောက်တဲ့အရာလေးတွေရှိရင်လည်းကိုမမဝင်းရောက်ဆွေးနွေးအကြံပေးတော့ပါအောင်နော်။ပျောက်တဲ့ရောဂါတွေတော့အများကြီးရှိပါတယ်။စီးပက်လည်းဝင်ပါတယ်။ဒါကဖန်သားကြီးမမြင်ဘူးတဲ့လေ။မြင်ဘူးတဲ့ရှိအောင်လို့မျှဝေပေးခြင်းဖြစ်ပါတယ်။ နေနိုင်မယ်အတီးရတော့ပြတ်သိနေအောင်ပြီးနေတာပါဘာသာကြီးကယာရီပေါ်ချိန်မှလည်းသူကရတာပါ